မထွက်သွားပြီးအခုပြန်လာတဲ့အချိန်မှာတကယ် modeling ရဲ့ထိတ်ဆုံးနေရာ influencers တွေရဲ့ထိတ်ဆုံးနေရာမှာမတို့မွေးထုတ်ပေးခဲ့တဲ့ model academy ကကလေးတွေကလုံးဝနေရာယူထားတာတွေ့တဲ့အချိန်မှာအရန်ကိုကုန်ယူတယ်ဒါပီတိလည်းဖြစ်ရတယ်ပြီးတော့မနဲ့ဇင်အောင်လည်းဒီနောက်ထပ်လာမဲ့ model academy ပွဲမှာဒီထက်ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းအောင် ပို့ပြီးတော့ကြေပြန့်ပြီးပို့ပြီးတော့ခက်ခဲတဲ့ challenge တွေနဲ့လောက်သွားမယ်လို့မှကြားထားတယ်ဆိုတော့နောက်နှစ်မှာရိုက်မဲ့ model get new လဲမှာစိတ်လှုပ်ရှားစွာနဲ့စောင့်နေပါတယ် modeling my comeback ကတော့အမအခုကြော်ညာတွေလက်ခံထားတာ၃ခုရှိသွားပြီ confirm ဖြစ်တာပေါ့နော်ပြီးရင်ဒီ TV program တွေလဲရိုက်ဖို့ကအမလက်ခံထားတာဆိုတော့ ဟိုဘက်နဲ့ဒီဘက်နဲ့အမဒီမှာ10ရက်လောက်နေဟိုမှာ10ရက်လောက်နေအဲ့လို10ရက်10ရက်နဲ့အခုဒီလပိုင်းနေမှာတော့အဲ့လိုဖြစ်နေမှာပေါ့နောက်ပိုင်းကျရင်တော့အလုတ်အခြေအနေပေါ်မှာမူတည်ပြီးတော့မမပြောတတ်သေးဘူးမထွက်သွားပြီးအခုပြန်လာတဲ့အချိန်မှာ တကယ် modeling ရဲ့ထိတ်ဆုံးနေရာ influencer တွေရဲ့ထိတ်ဆုံးနေရာမှာမတို့ဝေးထုတ်ပေးခဲ့ရမှာ model academy ကကလေးတွေကလုံးဝနေရာယူထားတာတွေ့တဲ့အချိန်မှာအရန်ကိုကုန်ယူတယ်ဒါပီတိလည်းဖြစ်ရတယ် ီးတော့မနဲ့ဇင်အောင်လဲဒီနောက်ထပ်လာမယ့် model academy ပွဲမှာဒီထက်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းအောင် ပိုပြီးတော့ကြေပြတ်ပြီးပိုပြီးတော့ခက်ခဲတဲ့ challenge တွေနဲ့လောက်သွားမယ်လို့အမကြားထားတယ်ဆိုတော့နောက်နှစ်မှာရိုက်မဲ့ model academy လဲအမစိတ်လှုပ်ရှားစွာနဲ့စောင့်နေပါတယ်။ Well one the PT ကတော့အမတို့က model academy ရိုက်နေတဲ့ဒီကလေးတွေနဲ့ကအရန်ကိုဒီလိုမျိုးရင်းရင်းနှီးနှီးနဲ့အဲတယောက်ကိုတယောက်ဆရာတပည့်လို့ပေါ့နော်။ ကင်မရာပေါ်မှာတော့အမတို့ကပြောစရာရှိတာပြောရမယ်ဒီအမုန်းခံစရာရှိရင်လည်းခံရမှာဆိုတော့ကလေးတွေကလည်းအဲ့တဲကနားလဲတယ်ဒါမဲ့သူတို့အခုအချိန်ကြာမှသူတို့အခွင့်အရေးရတဲ့အချိန်ကြာမှထုတ်ပြောကြတာဖြစ်ပါလိမ့်မယ်အမတို့ဒီလိုမျိုးအာ model academy ရိုက်နေတဲ့အချိန်တွေကကလေးတွေနဲ့ရင်းရင်းနှီးနှီးဒီလိုဝမ်းသာပီတိဖြစ်ခဲ့ရတာအခုအခုမှပဲကင်မရာပေါ်မှာဒါအားလုံးပရိသတ်ကကြားရတာပေါ့နော်အမဒီလင်းချစ်စာအတွင်းမှာဟိုမှာကလေးတွေနဲ့နေတယ်ဆိုပေမဲ့ဒီတိုင်းတော့ time နေပါဘူး အမရဲ့နောက်ထပ်သွားချင်တဲ့လမ်းကြောင်းကအသက်ရှည်ကျန်းမာခြင်းပေါ့နော်ဒီအရင်တော့အလှအပနဲ့ fitness ကိုပဲမှအအဓိကထားပြီးတော့လုပ်ခဲ့တယ်အခုနောက်ပိုင်းမှာတည်လာတာကကြတော့ fitness တစ်ခုတည်းနဲ့လည်းမလုံလောက်ဘူးအလှအပတွေလုပ်နေုံနဲ့လည်းမလုံလောက်ဘူးအမတို့တကယ်ကြီးကိုကျန်းမာပြီးတော့အသက်ဟိုးအကြီးကြီးအထိကိုတကယ်တတလလဖြက်ဖြက်လလနဲ့ငငယ်ရောကလိုမျိုးအတွင်းထဲကနေ cell dye cell dye ကအစကျမ်းမာပြီးတော့ရှင်သန်နေဖို့အတွက်ကြတော့ lifestyle တစ်ခုလုံးကိုအမတို့ခရီးဆိုင်မှာရပါတယ်အဲ့တော့ဒီအရာလေးတွေအမလေးလာထားသမျှတွေကိုပြန်ပြီးတော့မျှဝေပေးဖို့အတွက်အစီအစဉ်ရှိပါတယ်ဒါအဓိကအမပြန်လာခြင်းအကြောင်းအရလည်းဒီ longevity အသက်ရှည်ကျန်းမာခြင်းနဲ့ပတ်သက်ပြီးတော့အမရဲ့လေးလာထားတဲ့အသည့်တွေဒီတက်နိုင်သလောက်ဒီဟာနဲ့ပတ်သက်တဲ့ product တွေ services တွေကိုမိတ်ဆက်ပေးခြင်းတာအဓိကပါအမပြည့်တတ်ကြီးကိုပြောခြင်းတာကတော့ပြန်လာတဲ့အချိန်မှာ welcome လုပ်တဲ့အချစ်တွေနဲ့မျက်လုံးတွေထဲက welcome ချက်တွေမှအရန်ကိုဝမ်းသာပီတိဖြစ်ရပါတယ်။အရန်လည်းပျော်ရွှင်ရပါတယ်။ပြီးတော့ဒီထက်မကခဏခဏပြန်လာဖို့လည်းအစီအစဉ်တွေရှိပါတယ်လို့